မင်္ဂလာပါယောဂီသူတော်စင်များ တရားလိုလားတရားရှိခင်နေတကြကုန်သောဓမ္မသူတေသည်ဓမ္မကဝေသည်ယောဂီဗုဒ္ဓဘာသာဝင် သူတော်စင်များတရားကိုလိုချင်ပါ၏လို့တရားယရနာကိုမှ နှစ်သက်မြတ်လို့ပါ၏လို့ကိုရောကလေးလာပေါ်များနေတဲ့ယောဂီသူတော်စင်တွေဆိုရင်တမထနံဝိပဿနာလို့၄မျိုးရှိပါတယ်တနေရာဒီမှာစိတ်ကိုထားပြီးစိုက်စိုက်ဆူဆူရှုမှတ်တာကိုသတိသိပေးတာကိုတမထလို့ခေါ်ပါတယ် ဝိပဿနာဆိုတာကတော့မြင်ကြားနှံစာကြံတွေးထီးတွေးတိုင်းမှာရုပ်အဆင်းအတန်အနံ့အရသာကြံတွေးစရာထီးတွေးစရာနဲ့တိုက်တိုင်းတိုက်တိုက်မှာသိပေးတာကိုဝိပဿနာလို့ခေါ်ပါတယ်ပမထပထမဆုံးအနေနဲ့သမထယာနီကလမ်းစိန်နဲ့ တရားရှုမှတ်တဲ့ယောဂီဆိုတာစိတ်ငြိမ်းချမ်းပြီးတော့ဇန်အင်္ဂါတွေနဲ့ပြည့်စုံတဲ့ဝိတ္တဝိဇာရပီတိဒုက္ခဧကကတာလို့ခေါ်တဲ့ဇန်အင်္ဂါ၅ပါးနဲ့ပြည့်စုံနိုင်တဲ့အခါပြည့်စုံလာတဲ့အခါစိတ်ကငြိမ်းချမ်းပြီးတော့ဘေးအရာနဲ့မှ မလေးနိုင်တဲ့အတွက်သမထသမဟာနေနေ ဘဝင်မြင့်နေလို့ပြောရမှာပေါ့အဲ့ဒီအာယုံကိုဖြုတ်ပါအဲ့ဒီအာယုံကနေဝိပဿနာဖက်ကိုကူးပါဆိုတော့မကူတတ်ကြပါဘူးဘာလို့လဲဆိုတော့သူရထားတဲ့ငိမ့်ချမ်းဘုံဟာမပြည့်စည်စေခြင်းဘူးပေါ့သူရထားတဲ့ငိမ့်ချမ်းဘုံကိုဝိပဿနာကြတော့စက္ကန့်တိုင်းစက္ကန့်တိုင်းဘာကိုရှုမှတ်နေရမလဲလို့ ကိုကအကြောင်းကြားစိုက်နေတာကိုအကြောင်းကြောင်းကြားစိုက်နေတဲ့သူမှာစားရတဲ့အခါကိုစွာရလေးတွေဇွန်ကလေးကင်တာလေးတွေတိပိနေဖို့ကျွေးစိတ်ကဝင်လာတယ်ဆိုရင်ဒါငါစိတ်မဟုတ်ဘူးဒါတွေးစရာနဲ့မနှောနဲ့စိတ်အာယုံနဲ့စိတ်နဲ့တိုက်လို့ကျန်တွေးစိတ်ပေါ်တာငါမဟုတ်ဘူးပြတ်တော့ပြီလို့ မတူတော့ပါလားမတူတော့ပါလားလို့မတူတဲ့သဘောကိုသိပေးနေရင်စင်းရဲတယ်ဆိုတဲ့လက္ခဏာကိုလေတွေးရမှာပဲချိန်ဖန်များစွာဖြစ်နေတဲ့အတွက်ဩတော်တော်လေးစင်းရဲပါလားငါအရင်တုန်းကတတိလွတ်ပြီးတော့နေခဲ့တာတွေ easy အောင်ကောင်းနေတယ်လို့ကိုဟာကိုတော့ရေးချင်လာမှာပဲအစော့ကလေးကဒီနီလန်းကိုသီးခေးရင်ဘယ်လောက်များကောင်းမလဲ အသက်တွေသာကြီးသွားတယ်ဒီနီးလန်းကိုမသိခဲ့တော့ကလေးတုန်းကလှုပ်ခဲ့တဲ့အေလာဝါလာမောဟာဥဆောင်ပြီးတော့နေခဲ့တာတွေဘလောက်ရည်စရာကောင်းလဲတဏလက်ကလွတ်အောင်ယုံထွက်ဖို့ကြတော့မသိဘဲနဲ့တဏရဲ့အလိုအတိုင်းတဏမြောက်ပေးလိုက်ကိုကပါတော့လိုက်နဲ့ဘလောက်ကိုရည်စရာကောင်းနေလေလို့သူက တတိယလာတာပဲကိုယ့်အကူတော်ပြန်တွေးကြည့်ရင်ရည်ရှိမှာပါပဲသမထသမားကလည်းတော်တော်လေးကိုအတကြီးနိုင်တယ်သူကပြီးတော့ညံလေးကောင်းတဲ့အတွက်စကားပြောချင်တယ်သူကစကားတော်တော်လေးပြောချင်တာကသမထသမားတယ်အဲ့ဒါနဲ့တရားစခန်းတွေမှာစကားမပြောပါနဲ့ ဝစီပိတ်တောင်ကျင်းကြရတဲ့ရိတ်တာတွေလည်းရှိတာပဲတမထကျင်းတဲ့အခါအပန်းလေးနဲ့လေအစင်မပြေဘူးသူကတမထပဲမတတ်တာအပန်းတစ်ခုကြားလာရင် သူမမတ်တတ်ဘူးဝိပဿနာသမားကြတော့အပန်းကြားလေ ပိုကောင်းလေအဲ့ဒီအပန်းကိုပဲအပန်းနဲ့နာနဲ့တိုက်ရင်ကြားစိတ်ပေါ်တဲ့ဒီပိတ်တာပေါ့တမထသမားကြတော့ အဲဘုံကြီးတာပေါ့ပြောမယ်ဆိုရင်တော့ဝိပဿနာသမကြတော့ဘုံမကြည့်ပါဘူး။ तू လုတ်ခဲတဲ့ကုသိုလ်ကြောင့်သာခံစား